မင်္ဂလာပါရှင်ခေတ်သစ်နေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးအေအေတိုက်ခိုက်မှုကြောင့်စစ်တွေမျိုးအမြင့်ကျုံရဲစခန်းဆုတ်ခွာထွက်ပြေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်စစ်တွေမျိုးနေမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့အကြားပြန်လည်လက်နက်ကြီးပစ်ခတ်မှုနေ့စဉ်နေပါရှိနေပြီးအမြင့်ကျုံကျေးရွာရှိစစ်ကောင်စီရဲ့စခန်းမှာဆုတ်ခွာထွက်ပြေးသွားကြပြီဟုသတင်းရှင်းပြထမ်းမှသိရပါဗျာ။ ရခိုင်လာကလေးကစစ်ကောင်စီတပ်နဲ့အီအီတို့ကြားမှာပြန်လည်ပြစ်ခတ်မှုရှိခဲ့ကြတော့လေယခုအောက်တိုဘာလတွင်ပြစ်ခတ်မှုပုံမှုပြုလုပ်လာကြကြောင်းနဲ့စစ်ကောင်စီဘက်မှလက်နက်ကြီးအခြေအတွက်များများပြစ်ခတ်နေကြောင်းသိရပါတယ်စစ်ကောင်စီတပ်နဲ့နှိစက်တဲ့မြို့ကန်တရင်ချင်းမြစ်တို့ကအမြင့်ကျွန်းတရာအောက်မှာရှိတဲ့စစ်ကောင်စီရဲစခန်းတပ်စုပြေးသွားပြီးအရင်ကအဲ့ဒီဒေသတဝိုက်ကလူစိုးလူမိုက်တွေကိုဖမ်းဆီးချုပ်နှောင်နေအချုပ်ခန်းနဲ့တွေ့ပြီးရဲစခန်းရှိတဲ့တရာပေါ်မတက်ခင်လေးလမ်းဘေးကနေချုံးဝင်ရတဲ့2023နောက်ပိုင်းကလည်းအဲ့ဒီရဲစခ န်းမှာစစ်သားတွေပါတက်ဆွဲအထိုက်ချထားတာဒါပေမဲ့အေအေဘက်ကလက်နက်ကြီးတွေနဲ့လမ်းထူတော့မခံနိုင်မှုထင်နေဒီလောက်အစောပိုင်းကလေးကတက်ဆုတ်သွားတယ်နိုင်ငံတရာအနီးတစ်ခုကိုတက်ဆုတ်သွားတယ်လို့သိရတယ်ဟု၎င်းကပြောပါတယ် စစ်တွေမျိုးနီးအောက်ရခတက်တော်နဲ့စစ်ကောင်စီတို့ကြားမှာတင်းမာနေကြပြီးနေ့စဉ်နေ့ပါအပြန်လည်လက်နက်ကြီးဖြစ်ခဲ့မှုပုံမှုပြင်းထန်လျက်ရှိသည်ဟုအေအေဘတ်မှအောက်တိုဘာ15ရက်မှာထုတ်ပြန်သိပေးထားပါတယ်စစ်တွေတရင်ရှင်းမြစ်များ၏ပြုတ်ဆိုခြင်းအရချောင်းတွေမင်းကန်ခေါ်ရှိမင်းကန်စိတ်ကန်ပါတလိရှိတရင်တက်စကန်များနဲ့ရေချမ်းပြင်ရှိတက်စကန်များတို့မှအေအေထိန်ချုပ်ရာရသေတောင်ပုံနာကျော်နဲ့ပေါတော့ဒေတာများကိုလက်နက်ကြီးများပြစ်ခတ်နေကြောင်းသိရပါတယ် မနေ့ကဆိုချောင်းတွေမင်းကံမှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကနေပုံနာကျုံဘက်ကိုလက်နက်ကြီးအလုံးရာနဲ့ချီပစ်ခတ်တာ မနက်ကပဲညနေအထိပဲမနက်ကနေတောက်လျှောက်ပြစ်ခတ်နေတာအဲ့ဒီလက်နက်ကြီးတွေကြောင့်ပဲပုံနာကျွန်ကပရာဟီတာလုံနေတဲ့လူငယ်လေးတယောက်သေဆုံးသွားရတယ်ဒီရပိုင်နှစ်ဖက်ပြန်လည်လက်နက်ကြီးပြစ်ခတ်မှုတော်တော်ပြင်းထန်နေကြတယ်ဟုနောက်ထပ်စစ်တွေမြို့ကန်တရင်ရှင်းမြစ်တို့ကပြောပါရယ်အမြင့်ကျွန်တရာတစ်ဖက်ချမ်းမှာအေးအေးရှိပြီးနောက်တစ်ဖက်မှာစစ်ကောင်စီတရင်များရှိပါရယ်အေးစနိုက်ပါပြစ်ခတ်မှုလက်နက်ကြီးပြစ်ခတ်မှုတို့ကြောင့်အမြင့်ကျွန်ရွာနီရှိရဲစခန်းအပါဝင်တပ်စခန်းများမှာနိုင်ကန်တရာနီရှိတက္ကသစစ်တွေဌာနချုပ်တို့တပ်စုံ မှုရှိနေကြောင်းလည်းစစ်ကောင်စီတပ်သားနှင့်နှိစက်သည့်တရင်ရှင်မြစ်ကပြောပါရယ် ကျွန်တော်တို့ကြားလာကအမြင့်ကျွန်းတဲ့ဘာတလိတ်ကတက်စကန်တွေတော်တော်များများတက်ဆုတ်လာကြတယ်လို့သိရတယ်။စစ်ကြောင်းထိုးတာလောက်ပဲလှူရှားပြီးတော့စကန်ချရက်ရှိနေထိုင်တာမျိုးသိမရှိတော့ဘူးလို့သိရတယ်။ဒါပေမဲ့အတီးပြုတ်ဖို့တော့နည်းနည်းတော့ခက်တယ်။အေးကတော့အဲ့ဒီဘက်တွေကိုလက်နဲ့ကြီးတွေနဲ့တော်တော်ကိုလန့်ထုတယ်လို့သိရတယ်ဟုပြောပါရယ်။စစ်တွေမျိုးပြင်ပြန့်ကျက်ထားတဲ့စစ်ကောင်စီတပ်ရင်းများတက်စကန်များမှာနိုင်ငံချင်းရွာမှာရှိတဲ့ဒေသကုကဲမှုစစ်ဌာနချုပ်ဒါကစာစစ်တွေတို့တက်ဆုတ်ထားကြကြောင်းနဲ့ရင်းမတစင်စစ်ကြောင်းထိုးလှူရှားမှုများဖြင့် ။စီရေးပေါ်ဆောင်နေကြောင်းသိရပါတယ်။ရင်းပြင်စစ်ကောင်စီတဲ့စစ်တွေမျိုးအားအရခတက်တော်အေမဝင်းရောက်တိုက်လာလျင်ထွက်ပေါက်သူမဟုတ်နောက်ခံစစ်နေဖြင့်ခုခံတိုက်ခိုက်ရန်ပင်လေကန်းဆက်လေဖြင့်မေယူမြဝလည်းဖြစ်သည့်တဲချောင်းကနေရေချမ်းမြင်စိတ်ကန်းထိကန်းဆက်တစ်ချောင်းမှာတက်စကန်ချို့တိဆောက်ခြင်းဘန်ကာများတူးဖော်ခြင်းနဲ့အင်အားစုဝေနေကြကြောင်းတရင်ရင်းမြက်များကပြောဆိုထားပါတယ်စစ်တွေမျိုးမှာစစ်ကောင်စီများတက်ဆုံမြင့်ထွက်ပေါက်မှာမင်းယူမြဝဖြစ်တဲ့ကိုတရင်ရင်းမြက်များမှပြောဆိုကြတရင်ဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ် ဆက်လက်တည်ဆက်ပေးမယ့်တရင်ကတော့63လုံးပိုင်ကုန်းကိုထိုးစစ်ဆင်နေသည့်စစ်ကောင်စီစစ်ကြောင်းအောင်မြင်မှုမရသည့်အပြင်ဂျားစကန်တစ်ခုကိုပါလက်လွတ်လိုက်ရတဲ့တရင်ချောင်းကိုတည်ဆက်ပေးပါမယ်။အာရခတက်တော်ဤသိမ့်ပိုက်ထားတဲ့ပဲခူးတိုင်းပရောင်းမြို့နယ်ပကံကွေပကံကွေချေးရွာနေရှိ63လုံးပိုင်ကုန်းကိုအကြမ်းဖက်စစ်တပ်မှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန်အောင်မြင်မှုမရသည့်အပြင်လူနယ်ရိတ်ခါထောက်ဖို့လုပ်နေသည့်စစ်တပ်ဂျားစကန်တစ်ခုကိုပါလက်လွတ်လိုက်ရသည်ဟုတရင်ရရှိပါရယ်။စစ်တပ်ကတောင်ကုန်းအုပ်ရှိပင်ရိုးတောင်ကျော်လန်နေရှိအေကသိမ့် ပိုက်ထားတဲ့0.63လုံးစကန်ကုန်းကိုပြန်လည်ထိုးစစ်ဆင်နေအောင်မြင်မှုမရတဲ့ပြင်ကြားစကန်တစ်ခုပါ AC မှာထပ်မံတင်ပိုက်ခံလိုက်ရပါတယ်ဟုဒေတာရင်းစီရေးတင်ရှင်မြတ်တို့ကပြောပါတယ်စစ်ကောင်စီ0.3လုံး 0.63လုံးစကန်ကုန်းကိုပြန်လည်ထိုးစစ်ဆန်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြဆုံးများကနောက်ဆုံးရမှာအီကလိုက်လံချိန်ပုံတိုက်ခိုက်စဉ်၎င်းကြားစကန်ငယ်တခုထပ်မံသိမ့်ပိုက်ခံလိုက်ရသည်ဟု၎င်းကဆက်လက်ပြောဆိုပါရယ်အဲ့ဒီစစ်ကြောင်းကတက်လန်ကြပြီးနောက်ဆုတ်သွားတာအီကကြားဖြတ်လိုက်လံချိန်ပုံတာတိုင်ရင်နဲ့အဲ့ဒီတိုက်ပွဲကအနီးနားကရိတ်ခါတွေထောက်ပုတ်လုပ်နေတဲ့အနီးနားကရိတ်ခါတွေကိုထောက်ပုတ်လုပ်နေတဲ့ဂျာစကန်တခုပါအီကရလိုက်တယ်ဟုပြောပါရယ် တိုက်ပွဲတွင်အကြဆုံးများကစစ်ကောင်စီစစ်ကြောင်းသည်ဖိယုပရဲထွက်ပြေးရာမှာ၎င်းကြားစခန်းတစ်ခုကိုပါထပ်မံဆုံးရှုံးလိုက်ရသည်ဟုဆိုပါသည်၎င်းစခန်းငယ်ကိုသိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီသည်ကပ္ပဆာစစ်ကြောင်းနှင့်နှမိုင်ကျော်အကွာဝေးပတ်ဝန်းကျင်ကိုဝိုင်းတွဲချက် drone တင့်ကအတွဲလိုက်ပစ်တုံးများဖြင့်အဆက်မပြတ်ပစ်ခတ်နေသည်ဟုသူကဆက်ပြောခဲ့ပါသည်လက်ရှိတိုက်ပွဲဟာကပ္ပဆာစစ်ကြောင်းနှင့်တိုက်ပွဲရောက်ရှိလာသဖြင့်စစ်ကူစစ်ကြောင်းများထပ်မံဆင်လွတ်ထားပြီးမတုံချေးရွာပတ်ဝန်းကျင်မှာတပ်ဖွဲ့အင်အား900ခန့်တပ်ဖြန့်ထားသည် ဟုဒေသခံစီရေးတရင်ရှင်မြက်ကဆိုပါတယ်အခုကကပ္ပစာ16နဲ့သုံးမိုင်ဝင်းကျင်းမှာတိုက်ပွဲကနေ့စဉ်ဖြစ်နေတဲ့လေးချောင်းနဲ့လက်နက်ကြီးလည်းပြစ်ကူပေးနေတဲ့မတုံရွာနဲ့ကပ္ပစာ16ပတ်ဝန်းကျင်ပြင်ပမှာတော့အင်အား900ခန့်တပ်ဖြန့်ထားပါတယ်ဟုပြောဆိုထားပါတယ်စစ်ကောင်စီသည်ကပ္ပစာ16ဝင်ပေါင်း0.63လုံးစကန်ကုန်းကိုအီအူးဆောင်သော တော်လန်ရေးတပ်ဖွဲ့များကအောက်တိုဘာ14ရက်နေ့အတွက်တင်ပိုက်ခံရပြီးနော အဆိုပါစကန်းကုန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပါれ။လက်နက်ငယ်ပစ်ခတ်တပ်များကိုမတုံချေးရွာကကြားလာရသည့်အတွက်အနီးနားချေးရွာများမှဒေသခံတို့ချို့လဲစစ်ပေးရှောင်သွားကြသည်ဟုဆိုပါれ။မြန်မာစစ်တပ်၏လက်နက်ခဲယံထုတ်လုပ်ရမှာအ धिक မပါမဖြစ်ဖြစ်သောကုံကြောနှင့်ကုံချမ်းရန်နှမျိုးလုံးကိုထုတ်လုပ်သည့်ကာပါစာဆက်ချောက်သည်လက်ရှိတွင်ချင်းချောက်ခံလာရပြီးနောက်အနီးဝန်းကျင်ရှိကာပါစာ6၊ကာပါစာ5၊ကာပါစာ6တို့ကပါစီးပြင်ဆင်မှုများအကြီးကျယ်ပြုလုပ်လာနေသည်ဟုသိရပါれ။ကာပါစာဆက် ောက်ကိုစံဖက်စစ်တပ်ကနေရောညပါကင်းထောက်ဒရုန်း၅စီးကန်ဖြင့်ကင်းထောက်နေပြီး Jet Fighter ဝိုက်တွဲတို့ကအဆက်မပြတ်နေရောညပါစောင့်ကြည့်နေသည်ဟုသိရပါသည်ဆလတ်တိဆက်ပေးမယ်တရင်ချောင်းကတော့မြောက်ရီမျိုးနဲ့ KK ပတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအချိန်မြင့်လုံဆောင်နေတဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောင်းရီမြို့နယ် KK ဘတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအချိန်မြင့်လုံဆောင်နေတယ်လို့နေဆက်ဒေတာတရင်ရှင်းမြများရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ ယနေ့အောက်တိုဘာလ28ရက်ညနေ9:00ကျော်ကမှ KK ပတ်အတွင်းပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးမိဂိုလုံးများထွက်ပေါ်လာသည်ကိုတိုင်းဘက်ချမ်းမှမြင်နေရကြောင်းအလားတူယနေ့မနက်10:00ကကလည်း BGF က KK ပတ်အတွင်းပောက်ခွဲခဲ့သောကြောင့်ပုံအစားအနာများနှင့်အစိတ်ပိုင်းများသည့်တိုင်းနိုင်ငံဘက်ချမ်းရှိနေများပေါ်သို့ကျရောက်ပောက်ခွဲခဲ့ကြောင်းလည်းသိရှိရပါသည်။ BGF ၏ KK ပတ်အတွင်းရှင်းလင်းရေးလုပ်ငန်းကိုအောက်တိုဘာလ24ရက်နေ့မှစတင်ပြီးအောက်တိုဘာလ28ရက်နေ့ထိနေ စဉ်ဇက်တိုက်ဖောက်ခွဲရှင်းလင်းနေခြင်းဖြစ်ပြီးယနေ့တွင် ရှင်းလင်းမှုလုပ်ငန်းကိုအရှိန်မြင့်လုံဆောင်လာခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။ဒီနေ့ကတော့မနက်ပိုင်းကညနေပိုင်းကဇက်တိုက်ကိုဖောက်ခွဲရှင်းလင်းရေးလုပ်နေတာ BGF ကရှင်းလင်းရေးလုပ်ငန်းကိုပုံမှုအရှိန်မြင့်လုံဆောင်လာတာကိုတွေ့ရတဲ့ကြားဖြတ်တဲ့ပတ်သက်တာတွေကိုရှင်းလင်းနေတယ်လို့ယူဆရပါသည်။ဖောက်ခွဲမှုဖြစ်ပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့မြင်ခဲ့ရတယ်ဟုနေဆက်ဒေတာတရင်ရှင်မြေရဲ့ပြောဆိုချက်အရသိရှိရပါသည်။ အော်တိုဘာလာ23ရက်နေ့မှစတင်ပြီး KK Bus မှကြားဖြန့်လုပ်ကိုင်နေသောနိုင်ငံသားသားများအပါအဝင်ကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို PGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်ခြမ်းသို့ကြားဖြန့်လုပ်သောနိုင်ငံသားသားစုစုပေါင်း1000ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းအစိုးရကကြားဖြန့် KK Bus မှထွက်ပြေးလာတဲ့နိုင်ငံသားသားများကိုထိမ့်သိမ်းစစ်ဆေးမှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်ထို့ပြင်ထိုင်းစစ်တပ်ဘက်ကလည်းနေဆက်တလျှောက်ကိုလုံခြုံရေးများတိုးမြင့်ချထားကြောင်းသိရှိရပါသည်